ြောင်တောင်တောင်နိုင်တဲ့ရောင်ချာဒုက္ခလို့အမြင်ရတဲ့ရွာလေးမှာကိုတူးနဲ့မခိုင်ဆိုတဲ့လင်မယားနှစ်ယောက်နေထိုင်ကြပါတယ်ကိုတူးကရတမားတစ်ယောက်ဖြစ်ပါတယ်ဘယ်ချိန်ကြည့်စီသူကအမြင်နဲ့မူးနေတာပါအဲဒီကိစ္စကြောင့်သူမိမမခိုင်ရအတော်လေးကိုစိတ်ညက်နေရပေါ့တောက်ပါတောက်ပါမင်းသားလေးရဲ့တောက်ပါတောက်ပါငါနမယားကိုတူးနေတိုင်းအရက်တောက်တာငါရဲ့အလုပ်အမလီဖျားရဲ့အဲ့ဒီဘာမှတုံးစလို့မရတဲ့အရက်တမားခုချိန်ဘယ်မှာရှိမလဲမသိပါဘူး တွေ့လို့ကတော့သူ့မူနေတာတွေပါပျောက်သွားအောင်လို့လှုပ်ပြမယ်ဒီမှာရှင်တီမြာမှာပါထားလှုပ်နေရလေကျမရှင့်ကိုရှာနေရဘလောက်တောင်ကြပြီလေရှင်သိလားမဲမင်းကြီးမကြီးနင်မမြင်ဘူးလားငါမျက်နှာမှာထိုင်ပြီးတော့ငါ့ကိုဖမ်းနေရလေအော်ဟုတ်လားဒါဆိုရင်ရှင်ကတန်ငါတဲ့ဖြစ်သွားပြီပေါ့ဒါမဲ့ရှင်ဖမ်းနာရဲဆိုရဲငါတို့ရဘယ်မှာလဲငါနေ့ကိုဘလို့ပြောပြရမလဲမဲမင်းကြီးမကြီးငါဖမ်းထားတဲ့ငါတို့အကုန်လုံးပြန်လွှတ်ပေးလိုက်ပြီလေငါတို့ရအခုမြက်ထဲမှာလေရေတောက်ဖို့တော့စဉ်းစားကြတယ် ရှင်တော်ရှင်ရှင်အောင်တော့ကောင်းသိရမလားကြည်ရတာရှင်ဒီနေ့တောက်တာအရှင်အထက်များတော့ပြီထမရယ်ကဲလာကျမနဲ့အိမ်ပြန်မယ်ထလိုက်ခဲ့တော့ချမိန်မကြီးငါဒီနေ့နင်းနဲ့အိမ်ပြန်မလိုက်တော့ဘူးနော်ငါဒီနေ့ငါတို့အကုန်လုံးဖမ်းမိမှာပဲအိမ်ပြန်ခဲ့မယ်ငါဖမ်းဖို့ပိုက်ကုန်တော့မရှိဘူးဆိုတာဒီရို့ဘယ်သူကရှင်းပြမလဲကွယ်အဲလိုပြောပြီးတော့မက္ခါယာဒေါသထွက်ထွက်နဲ့တယောက်တည်းအိမ်ပြန်သွားလိုက်ပါတယ်ဒီပလင်းကဘာလို့ဒီလောက်တောင်မြ мян ကုန်သွားရတာတော့ဒီပလင်းလုကလောကကြီးမှာဘာမှသုံးမဝင်တော့ဘူး အဲ့လိုပြောပြီးတော့ကိုတူကအရက်ပလင်းကိုနောက်ဖက်ကိုပြစ်လိုက်တော့ခွေးတကောင်သွားထိမိပါတယ်။ခွေးကလည်းစိတ်တူကကိုတူနောက်ကိုပြေးလိုက်ပါတော့တယ်။အမလီပြည်စံဟာခွေးနောက်ကလိုက်နေလို့အမလီတယောက်များရှင်ကိုညီကြောင်မအောင်ကဲကြောင်မအောင်ကြိုက်ခံတော့ပဲဗျာကဲကြောင်မအောင်အဲ့လိုအောင်ရကအမြန်ပြင်းရင်ပြင်းနဲ့ကိုတူကအိမ်ပြန်ရောက်လာပါတယ်။စစ်မင်းမငေါက်ခဲ့ပါအောင်ကွာမောင်းရင်ဒီခွေးငေါက်ကိုကြိုက်ပြစ်လိုက်မယ်။တယောက်ယောက်ကဲကြောင်မအောင်ကွာရှင်ပြောနေရခွေးရဘက်မှာလဲ။ ရှင်ရလီတသက်မက်ကိုအကြောက်ကြီးနေရဒီမှာပါခွေးမမရှိဘူးအမလီဖျားဖျားဒီနေ့တော့ကန်ကောင်းလို့ငါခဏလွတ်နေတာအခက်မသိလို့အဲ့ဒီခွေးကငါ့ကိုကြိုက်လိုက်ရင်ငါမှခွေးယူကာခွေးစီဆက်လေးလုံးတော့ထိုးရမှာဒီမှာရှင့်ဒီမှာရှင်ထတော့လေနေလုံးဝငယ်လေးတက်တက်ကိုရောက်နေပြီအဲ့တော့ရှင်ကအခုတက်တည်းမထသေးပါလားဘာဖြစ်လို့လဲချက်မင်းမယားနင်ငါ့ကိုစောစောစီစီကြက်ကြီးလို့ဘာဖြစ်လို့နိုးနေရလဲတော်တော်ဒီကနေသွားတော့ငါ့ကိုအိတ်ခိုင်းမအောင် အဲလိုပြောပြီးတော့ကိုတူးကပြန်အိပ်ပျော်သွားပါတယ်။အရှင်ဘိုးကငါဘာမကောင်းတာတွေများလုပ်ခဲ့လို့လည်းမသိပါဘူး။ဒီလိုလက်ချောင်းမတက်တဲ့ယောက်ျားမျိုးရထားတာတစ်ချိန်လုံးပဲအိပ်နေတော့တာပဲ။မက်ကလည်းကိုတူးကိုနှုတ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ကိုတူးကတော့ဘလုံနုံနုံလုံးဝထမလာပါဘူး။ကြည့်ရတာဒီလိုနှုံးနေရင်တော့သူထမှာမဟုတ်ဘူး။ငါနီငါဟန်နေပဲနှုတ်မရမယ်။အမလီနားလိုက်တာကဲကြောက်ပါအောင်ပြော။ကဲကြောက်ပါအောင်အာအာအမလီမက်ခရဲ့နေတာမှလုံးနေရလဲ။ ငါရမ်းတော့နေပြီနော်မခိုင်ငါ့လိုပေးပါတော့နေတိုင်းဒီလိုလုပ်နေရရှင်တော်တော်လွန်နေပြီနော်ကျမရှင့်ကိုဆက်ပြီးတော့တိမခန့်နိုင်တော့တနေ့ကိုထမင်းနဲ့နဲ့စားနေအောင်နော်ရှင်ဘာမှမလုပ်ပဲလက်ကြောတက်တက်မလုပ်ဘူးအခုသွားတက်တက်သွားရှာနောက်ပြီးတော့မှတ်ထားတက်တက်မပိုင်ရှင်အိမ်ပြန်မလာခဲ့နဲ့ဩချင်မင်းမကြီးနေပါလို့အဲ့လောက်တောင်စိတ်ပူနေရလေတနေ့မဟုတ်တနေ့ကျရင်ငါတို့နှစ်ယောက်လုံးကချမ်းသာလာလိမ့်မယ်လူရီအားလုံးကငါတို့ကိုအားကြလာလိမ့်မယ်မသိရရင်လေရှင်ရတတိယတယောက်ရဲ့တာကြနေရပဲ ကျမအိမ်မက်တွေမက်ခိုင်းနေတာကဲခုသွားတော့အလုံးလောက်ပြီးတော့ပတ်ဆက်ရှာခဲ့မဟုတ်လို့ကတော့ရှင်တီနေအေးစင်နေလို့ရမယ်မထင်နဲ့မက်ခါကိုကိုတူဟာစိတ်တူတူနဲ့ပြောပြီးတော့အမောင်းထုတ်လိုက်ပါတယ်ငါကူပါလို့ရမလဲကွာငါဘာမှမလဲမလုတ်တတ်ဘူးမက်ခါကလည်းငါ့အိမ်ဘွားနေနေချလိုက်ပြီးဘုရားသခင်ရဲ့ဘုရားသခင်ပဲကျွန်တော်ကိုလမ်းပြပါတော့ကိုတူလည်းအေးလို့ပြောပြီးတော့သွားနေရကနေလမ်းမှာတိုင်းစည်းစရာတယောက်အသေးစားအောင်တွေ့သွားပါတယ်ဒါတိုင်းစည်းစရာကြီးစည်းဆိုင်မယ် ဒီမှာအလုပ်တစ်ခုခုတောင်းချင်ရမယ်။ကံကောင်းရင်တိုင်းစည်းစရာချင်းငေါ့တစ်ခုခုတော့အလုပ်ပေးမှာပါ။စည်းစရာချင်းစည်းစရာချင်းကျွန်တော်ပြောတာနားထောင်ပါအောင်။ကျွန်တော်စည်းစရာချင်းကိုမေးစရာလေးရှိလို့ပါ။ဘာဖြစ်လို့လဲ။နေရင်တိုင်ငေါ့ဘာလို့ခေါင်းလာစားနေရလဲပြော။နေငေါ့ဘာမေးစရာရှိလို့လဲ။စည်းစရာချင်းကျွန်တော်နမယကိုတူးပါ။ကျွန်တော်အလုပ်တစ်ခုလာလုပ်ချင်လို့ပါ။စည်းစရာကျွန်တော်ပေးစရာအလုပ်လေးပါလဲမရှိဘူးလား။တကယ်လို့စည်းစရာချင်းဒါကျွန်တော်အလုပ်ပေးလိုက်ရင်ဖရာသခင်ကစည်းစရာချင်းကိုအမြဲတမ်းစောင့်ရှောက်မှာပါ။ မရှိဘူးဒီမှာနေနဲ့တင့်ရော်တဲ့အလုံးမရှိဘူးဒီကနေသွားတော့ငါလုံးစရာအလုပ်တွေလုပ်အောင်မယ်ထိုကာကုတ်တူဟာအသေးစရာကြီးရဲ့ခြေတော်ကိုဂိုင်ကသူ့အလုပ်ပေးဖို့အနှွညွတောင်းဆိုပါတော့တယ်ကျွန်တော်ကျေးဇူးပြုပြီးတော့အလုပ်လေးတစ်ခုလောက်ပေးပါလားဗျာမဟုတ်ရင်ကျွန်တော်မိမကျွန်တော်အိမ်ထဲကိုပေးဝင်မှာမဟုတ်ပါဘူးထားတော့ထားတော့ငါဘလို့ဒုက္ခနဲ့များကြုံတွေ့နေရပါလေဒီနေ့တော့သူ့ကိုအလုပ်မပေးဘူးဆိုရင်ဒီကနေကိုပြန်မှာမဟုတ်တော့ဘူးစီးစရာကြီးဆရာကြီးတာလေဒီနေ့ကျွန်တော်ဘာလုံးမှမပေးဘူးဆိုရင် ကျွန်တော်ဒီလိုပဲထိုင်နေမှာနော်ဘယ်ဥမှမသွားတော့အေးပါအေးပါကွာထတော့ငါနင်းရောအလုံးပေးမယ်နင်းတလွဲတာမလုံးမိစေနဲ့မဟုတ်ရင်အကုန်လုံးဆုံးရှုံးကုန်လိမ့်မယ်အရင်နောက်မှာတော့စေးစရာကြီးအားသူ့ကိုအကုန်ရှင်းပြပါတော့တယ်ခဏနေကြရင်ကိုစိန်နဲ့ကိုဖြိုးတို့နဲ့ရောက်ဆေးလာယူလိမ့်မယ်ကိုစိန်ရောအနေအောင်ဆေးပေးပြီးတော့ကိုဖြိုးရောအပြန်ရောင်ဆေးရပေးရမယ်ဒေချာမှတ်ထားနော်တလွဲမဖြစ်စေနဲ့မဟုတ်လို့ကတော့နင်းကိုအလုံးကထုတ်ပြမယ်ဖေးစရာကြီးရမပူပါနဲ့ဘာမှမလွဲစီအောင်ဒါနဲ့ဆရာကြီးကဘယ်တော့မလို့တော့ ငါပိုင်ရမ်းစာနေပြီလေအဲ့တော့အိမ်ပြန်ပြီးတော့ထမင်းစားမလို့နိုင်နေငယ်လောက်ကြာရင်ငါစာရုံးပြန်လာခဲ့မယ်အဲ့လိုပြောပြီးတော့ဆရာကြီးကထမင်းစားဖို့အိမ်ပြန်သွားတာပေါ့ကိုတူကလည်းထိုင်ဆောင်နေပါရဲ့ငါ့ကိုအလုံးမလုံးနိုင်လို့ထင်နေရဲ့မလားဒီနေ့တော့ငါပါကောင်းလဲဆိုတာသိအောင်ပြမယ်ခဏကြာတော့ကိုစိန်နဲ့ကိုဖြူတို့နေရာကိုစေးစားအောင်ရောက်လာကြပါရဲ့အကူကဘယ်သူတော့အရှင်ကအကူကိုဒီဆိုင်မှာတစ်ခါမှမတွေ့ဘူးပေါ့ဒါနဲ့ဆရာရောပဲမှလဲငါနာမည်ကကိုတူပါငါကဒီဆိုင်မှာအလုံးလုံးနေရလीဆရာကြီးကထမင်းစားဖို့အိမ်ပြန်သွားတယ်အကူ ငါနဲ့မယားကိုစိတ်မှာကျွန်တော်ချောင်းစုနေရရက်တော်ကြနေပြီဆရာကြီးကကျွန်တော်အတွက်စေးပေးသွားတယ်မလားအော်အဲ့ဒါဆိုရင်အကူရောကိုစိတ်နဲ့ကိုဖြူတို့လားဆရာကြီးကအကူရောကြောင်းပြောပြတယ်နောက်ပြီးတော့အကူရောလိုင်းလဲစေးပေးဖို့မှာသွားပါတယ်ဟုတ်တယ်ကူအဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီစေးရင်မြတ်မြတ်ပေးပါကျွန်တော်လဲဘိုင်ရန်နာနေလို့ပါဟာကွာဆရာကြီးကအနီရောက်စေးကိုဘသူ့ပေးခိုင်းပြီးတော့အပြန်ရောက်စေးကိုဘသူ့ပေးခိုင်းထားလဲဆိုတော့ငါတော့မေ့သွားပြီအကူရေးစေးမြတ်မြတ်ပေးတော့လေကျွန်တော်တို့နောက်ကျနေပြီဗျအေးပါအေးပါတမနေစောင့်ပေးပါ ကိုတူးအောင်မပြီးတော့ကိုစင့်ကိုအနီအောင်စီးရေးပေးရမယ်အစားအပြာရောင်စီးရေးပေးလိုက်ကကိုဖြူတော့အပြာရောင်စီးရေးပေးရမယ်အစားအနီအောင်စီးရေးပေးလိုက်ပါတယ်သူတို့နှစ်ယောက်လည်းကိုတူးစီယာစီးကိုယူပြီးတော့ပတ်စံပေးကပြန်သွားကြပါတယ်ကိုတူးကိုစင့်နဲ့ကိုဖြူတို့စေးလာယူသွားကြလားဟုတ်လာယူသွားပါတယ်ဒီမှာစေးဖို့ပါ မကြခင်နဲ့လူတော်လူကောင်းတယောက်ဖြစ်လာမယ်လို့ငါထင်ပါတယ်ဟုတ်ကဲ့ဖြစ်လာမှာပါဆရာကြီးဆရာကြီးဘာစီးတွေများပေးလိုက်တာလဲဗျဘိုင်းနာပါတယ်ဆိုမှမသက်တာပဲပူဆူးလာတယ်ဗျ ကျွန်တော်လည်းချောင်းဆိုးနေရကနေပြီးတော့အော့အန်လာတယ်ဗျာ။ဖေးစရာကြီးလည်းသူတို့ပြောတဲ့စကားတွေကြတော့အယမ်းလန့်သွားပါတယ်။ဆရာကြီးကချက်ချင်းကိုတူကိုအခုလိုမေးလိုက်ပါတယ်။ကိုတူသူတို့စေမပေးလိုက်တာလား။ငါသေးချာပြောခဲ့တယ်မလား။ကိုစိတ်ရောအနီရောက်သေးရေးပေးဖို့နဲ့ကိုဖြိုးကအပြာရောက်သေးရေးပေးဖို့လေ။ဆရာကြီးကကျွန်တော်ခွင့်လွှတ်ပေးပါနော်။ကျွန်တော်သူတို့စေမပြီးတော့ပေးခဲ့မိပါတယ်။ကျွန်တော်အမကြီးလုပ်ခဲ့မိပါတယ်ခွင့်လွှတ်ပေးပါနော်။ဒီလောက်အမကြီးလုပ်ထားတာငါနဲ့ကိုခွင့်လွှတ်ရမှာဟဲ့လား။ငါနဲ့ကိုအခုပြမယ်။အမလေးကြေကြပါဦး။ ကိုစိန်နဲ့ကိုဖြိုးတို့ရေခေကြမအောင်နင်ကငါတို့ကိုလေဒုက္ခရောက်အောင်လုပ်သေးတယ်။ငါတို့အခုကြောင့်မှအခုညီလာတောင်းခိုက်နေသေးဟဲ့လား။ဆရာကြီးသူ့အတီတရားဝင်နေတိအောင်နာနာလေးသာရိုက်ပေးလိုက်ပါ။ဆရာကြီးရေကျွန်တော်လွတ်ပေးပါဗျာ။ကိုတူလေစိုင်ကနေထွက်ပြေးလာပါရဲ့။ကံကောင်းလို့ပေါ့မဟုတ်ရင်ဟိုဆရာငောက်အမုံချစ်ပြစ်လိုက်မှာ။အကိုကြီးဒီနာကနေနည်းနည်းဖယ်ပေးပါအောင်ကျွန်တော်တက်ပင်တက်မလို့ပါ။အေးပါငါနင့်ကိုတက်ပင်ကိုတက်ခိုင်းပါမှာ။ဒါပေမဲ့နင်ကတက်ပင်တက်ပြီးတော့ဘာလုံးမလုပ်တော့ ်ကိုတူရဲ့သစ်ပင်ပေါ်မှာပြောင်းအောင်ကြီးကြီးမတွေ့ဘူးလားငါအဲ့ဒီပြောင်းအောင်ဖြိုးရမှာဟမ်ဖြိုးပြီးတော့ဘာလုပ်မလို့လဲရှင်ဘက်လောက်စားမလို့လားအဲ့ဒီပြားရီကနင်းကိုကိုက်လိုက်ရင်ရားပြာတော့ရှိမှာမဟုတ်ဘူးဒီပြောင်းအောင်မှာပြားရီမရှိပါဘူးဗျာကျွန်တော်မနေ့ကပဲပြားရီအကုန်လုံးမောင်းထုတ်လိုက်တာဒီနေ့ကကျွန်တော်ပြားရီလာယူတာအဲ့ပြားရီကိုဘာလုပ်မှာလဲဒီပြားရီကိုကျွန်တော်ကဈေးထဲမှာရောင်းရင်ပတ်ပံတော်တော်ရမယ်လေကျွန်တော်အိမ်တွေလည်းအဆင်ပြေပါပေါ့အေးဟာအသာအစ်ကောင်နဲ့အကြံမဲ့ ဒီနေ့ရောက်စပြီးတော့ငါလည်းပြောင်းအောင်လေကိုအလန်းနာပြီးပြားရီထုတ်ပြီးတော့ဈေးရောက်ရမယ်။အဲဒီလိုနဲ့ကွန်တူလည်းပြောင်းအောင်ရှိရဲ့အပင်ကိုလိုက်ရှာပါတော့တယ်။ခဏကြာတော့သူဟာတစ်ပင်တစ်ပင်တွေ့သွားပါတယ်။ဒီပင်မှာပြောင်းအောင်အခြေကြီးပဲကွ။ငါဒီပြောင်းအောင်နေရာပြားရီထုတ်လိုက်လို့ရှင်ဈေးကောင်းကောင်းနဲ့ရောင်းလို့ရသွားပြီ။ဟာကွန်တူကတစ်ပင်ပေါ်တက်ပြီးတော့ပြောင်းအောင်ကိုလက်နဲ့ထိုးတဲ့အချိန်မှာတော့ပြားရီအများကြီးထွက်လာပါတယ်။အမလီဖျားဖျားဒီပြားရီကဘယ်ကနေရောက်လာတာလဲ။ကဲကြောက်ပါအောင်။အာငါခါတော့ကျုပ်ပါပြီ။ပြေးဟာပြေးဟာပြားရီလိုက်လာပြီ။ ခုတူလေပြားရင်အများကြီးဝိုင်းထုတ်တာကိုခံလိုက်ရတာပေါ့အဲလိုနဲ့ပြင်းရင်ပြင်းရင်သူ့အိမ်ကိုရောက်လာပါတဲ့မခိုင်ဗရင်ပေါက်တကားတွေမြ мян ပိတ်မဟုတ်လို့ရှင်ဒုက္ခရောက်ကုန်မယ်ရှင်ပါပြက်လာတာတော့နောက်ပြီးတော့ရှင်ကဘာလို့ကျမဗရင်ပေါက်တွေတကားတွေပိတ်ခိုင်းနေရလဲအရှင်ဆုံးပိတ်ဆက်မှာငါနဲ့ကိုပြီးအကုန်ပြောပြပါမယ်ကျမတကားတွေပိတ်လိုက်ပြီကဲဘာပြက်လာလဲဆိုတော့ပြောပြကုတူအောင်မခိုင်ကိုပြောင်းအောင်ကိစ္စအကုန်ပြောပြလိုက်ပါတယ်အဲ့ဒီပြောင်းအောင်မှာပြားရီအများကြီးရှိရဲဆိုတော့ရှင်မသိဘူးလား ငါ့ကိုပြရရအယောက်ပါယောက်ဝိုင်းထုတ်ကြတာအဲ့ဒါအောင်နေရရှင်နေနိုင်သေးရဲ့နော်ကျမမကြီးတော့ဘာလို့ရမှာလဲရှင်ကွာလေအဲ့လိုကြီးရှောက်လို့လာတာ ਉ ကုတူးနဲ့မခိုင်စကားပြောနေတဲ့အချိန်မှာရုတ်တရက်လေးပြင်းနေတိုက်လာတော့တကားပွင့်ပြီးတော့အဲ့ဒီကနေပြရရအိမ်ထဲဝင်လာကြပါတယ်မခိုင်ပြည့်တော့ဟာဒီနေ့တော့သူတို့ငါတို့အလုပ်ပေးတော့မှာမဟုတ်ဘူးထင်နေရှင်ရတော့လေဘလို့တော့ကတော့အိမ်ကိုတိတ်လာတာလေတိပြရရကျမတို့အလုပ်ပေးတော့မှာမဟုတ်ဘူးကဲကြပါဦး ဖျားသခင်ကျမဘလူယောက်ျားမျိုးပေးထားတာလဲကျမတို့ကေပောင်းရှင်ကဲပုံမြန်လေးရတော့ဒါပါပဲရှင်ဂယုတဆိုင်နားထောင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ပါတယ်နောက်ရက်တွေမှာလည်းရင်ခေါ်ဆေးလို့ရှာဖွေပုံမြန်တွေကိုစောင့်မျှော်ကြည့်ရှုအားပေးကြဖို့မမေ့ပါနဲ့နော်